ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက်ငင်းချမ်းရေးအစီအစဉ်တရားကိုအမေရိကန်နဲ့အစ္စရေးလတို့သဘောတူညီလိုက်ကြပြင်အဓိကမေးခွန်းထုတ်ဆက်တဲ့ခုကတော့ကြံနေပါသေးတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟူတို့ဟာဂါဇာမှာနှစ်နှစ်နီးပါးထနေတဲ့စစ်ပွဲကိုရပ်တန့်ထိုးအတွက်အမေရိကန်မှာထပ်ခံထားတဲ့ငင်းချမ်းရေးအစီအစဉ်တရားကိုတနင်္ဂနွေနေ့မှာသဘောတူညီခဲ့ကြပါတယ်။အင်ဖျူရမှာပူရဲတရင်စာရှင်းလင်းပွဲလုပ်ခဲ့ပြီးထရမ့်ကတော့ဒီသဘောတူညီချက်ဟာ အရန်ကိုနီးစပ်နေပြီလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Hamas ကိုလည်းတင်းမာတဲ့တတိပေးချက်တစ်ခုပေးခဲ့ပါတယ်။ Hamas ကဒီအစီအစဉ်ကိုငြင်းပယ်မယ်ဆိုရင် Israeli အနေနဲ့လိုအပ်တမျှလှုပ်ဆောင်ဖို့အတွက် American ရဲ့အပြေအဝါထောက်ခံမှုကိုရရှိနိုင်မယ်လို့ဆိုပါတယ်။ Infuder ကလည်းထုတ်ပြန်ခဲ့တဲ့အချက်20ပါစာတမ်းမှာအဓိကအချက်တွေပါဝင်ပါတယ်။ဒါတွေကတော့ပထမဆုံးအနေနဲ့ချက်ချင်းအပြစ်ခတ်ရစေလို့ရမှာဖြစ်ပါတယ်။ ပြီးရင် Hamas ထင်းထင်းထားရဲ့တစံကန်တွေနဲ့ Israel မှာရှိနေတဲ့ Palestine အချင်းသားတွေကိုလဲလွယ်ရမယ်။ထို့နောက် Israel တပ်တွေက Gaza ကနေတဆင့်ချင်းဖုတ်ခွာပေးရမယ်။နောက်ပြီးတော့ Hamas ကလက်နက်ဖုတ်သိမ်းရမယ်။နောက်ဆုံးအနေနဲ့နိုင်ငံတကာအဖွဲ့အစည်းဥဆောင်တဲ့အသွင်ကူးပြောင်းရေးအစိုးရတရက်ကို Gaza မှာဖွဲ့စည်းရမယ်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ Israeli ဝန်ကြီးချုပ် Netanyahu ကတော့ဒီသဘောတူညီချက်ဟာ အစ္စရေးလရဲ့စစ်ပွဲကြီးမှန်းချက်တွေနဲ့ကိုညီတယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။သူကဒီသဘောတူညီချက်ဟာကျွန်တော်တို့ဒဇဂန်အလုံးကိုပြန်ရစီမယ်။ဟာမတ်စ်ရဲ့စီရေးစွမ်းရင်တွေကိုချိန်မုံနိုင်မယ်။သူတို့ရဲ့နိုင်ငံရေးအုပ်ချုပ်မှုကိုအဆုံးသတ်နိုင်မယ်ပြီးတော့ဂါဇာဟာအစ္စရေးလအထွတ်ဘယ်တော့မှချင်းချုံမှုမဖြစ်တော့ဘူးအာမခံနိုင်မယ်လို့လည်းထပ်လောင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီဆွေးနွေးပွဲတွေမှာဟာမတ်စ်ကိုယ်တိုင်မပါဝင်တာကြောင့်အစည်းအဝေးအကောင့်ထဲမှာဖော်မလာဖို့ပါပဲလူတွေကစိုးရိမ်နေကြတာပါ။ လက်ရှိအခြေအနေမှာတော့ဟာမတ်အရာရှိတဦးရဲ့အကျော်တစ်ခုအရာသူတို့အနေနဲ့အစီအစဉ်ကိုတရားဝင်မရရှိသေးဘူးလို့သိရပါတယ်။ဒါပေမဲ့ဆွေးနွေးမှုတွေနဲ့နှီးဆက်နေတဲ့အခြားအရာရှိတဦးရဲ့အဆိုအရကာတာနဲ့အီဂျစ်ဂျာကန်တွေကစာတမ်းကိုဟာမတ်စီပို့ထောင်ထားပြီးကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ပြန်သုံးပြက်ပြီးတုံ့ပြန်မယ်လို့ဟာမတ်ကပြောထားတယ်လို့သိရပါတယ်။ဒါဆိုရင်မေဟွန်းထုတ်စရာတစ်ခုကတော့ဒီငင်းချိုင်းရဲ့အစီအစဉ်ဟာအောင်မြင်သွားမလားအတင်းထင်ပါသလား။ဒါမှမဟုတ်ထရမ့်ရဲ့တတိပေးချက်လို့ပဲ ဟာမတ်စ်ရဲ့ညှင်းပယ်မှုကိုရင်ဆိုင်ရဦးမလားဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်